ခုချိန်မှာဖုန်းဘက်ထရီဆိုတာအရင်အရေးကြီးတဲ့မှာပါပါတယ်။ဆိုတော့ဖုန်းဘက်ထရီကိုဘယ်လိုကြာရှည်ခံအောင်လုပ်ရမလဲဆိုတာကြည့်လိုက်အောင်။အရင်ဆုံးကျွန်တော်တို့ဖုန်းဘက်ထရီကောင်းသေးလားမကောင်းသေးလားဆိုတာကိုကျွန်တော်တို့အရင်ဆုံးစမ်းပြမှာဖြစ်ပါတယ်။ဟုတ်ကဲ့အဲ့မှာဆိုခဲ့ရင်ကျွန်တော် star hash star hash 6 4 8 5 hash star hash dog လေးကိုနှိပ်လိုက်ပါ။ ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ဖုန်းရဲ့ဘက်ထရီကကောင်းသေးလားမကောင်းသေးလားဆိုတာကိုစစ်တာပဲဖြစ်ပါတယ်အဲ့မှာ MB06 good ဆိုတာလေးကိုတွေ့ရင်တော့တင်းရဲ့ဖုန်းကပုံမှန်ဖြစ်တယ်လို့ကျွန်တော်တို့နောက်ဆက်လုပ်ရမယ့်အဆင့်လေးအတွက်လည်းအဆင်ပြေတာပေါ့ဟုတ်ကဲ့ပါ good လို့မပြခဲ့ရင်တော့တင်းရဲ့ဖုန်းကဘက်ထရီကိုလဲတင်ပါတယ်အာဒီဆင့်မှာ good ဖြစ်နေရင်တော့ကျွန်တော် setting ထဲကိုဝင်မယ် notification and status bar လေးကိုတွားပြီး app notification လေးကိုနှိပ်လိုက်ပါအဲ့မှာဆိုခရင်တင့်အတွက်အရေးကြီးဆုံးဖြစ်မဲ့ application တွေကိုပဲဖွင့်ထားပြီးမလိုမဲ့ game တွေတခြား app တွေကိုပိတ်လိုက်ပါခင်ဗျနောက်တစ်ခုကတော့ကျွန်တော် display and brightness ကို dark mode လေးဖွင့်ပြီး screen brightness ကိုလည်းဖြည့်နိုင်မယ်ဆိုရင် short နိုင်တဲ့လောက် short ပေးပါခင်ဗျ။အာ setting ထဲမှာပဲ sound and touch ထဲမှာ additional setting လေးကိုဝင်ပြီးမလိုတာလေးတွေကိုလည်းပိတ်ထားလိုက်ပါခင်ဗျ။နောက်ဆုံးတစ်ခုအနေနဲ့ privacy and security လေးကိုဝင် location ကို click ပြီးအဲထဲမှာလည်းတင်မလို့မဲ့ application တွေကိုပိတ်ထားလိုက်ပါဟုတ်ကဲ့ခင်ဗျကျွန်တော်အခုပြောပြပေးသွားတော့ကျွန်တော်ဒီ Android phone ထဲမှာအသုံးအများဆုံးဖြစ်တဲ့ phone ရဲ့ setting ကိုကျွန်တော်ပြောပြပေးသွားဖြစ်ပါတယ်အားလုံးအဆင်ပြေပါစေလို့ကျွန်တော်ဆုတောင်းပေးနေပါတယ်ခင်ဗျ